OpenAI ရဲ့ CEO ဖြစ်တဲ့ Sam Altman အပါအဝင်တခြားသောနည်းပညာပိုင်းခေါင်းဆောင်တွေနဲ့အတူတူ American ပြည်ထောင်စုရဲ့လွှတ်တော်အဆောက်အဦဖြစ်တဲ့ Capital Hill မှာတမိုင်းဝင်ကြားနာပွဲတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။အဲ့မှာဘာတွေဆွေးနွေးခဲ့ကြလဲဆိုတော့ AI ရဲ့အနာဂတ်သူ့ရဲ့အချိန်ဟုန်နဲ့ကြီးထွားလာမှုပြီးတော့ AI နဲ့ပဲမှာ American ပြည်ထောင်စုကဘလို့ဥဆောင်အခန်းကဏ္ဍကနေပါဝင်တဲ့လေစတာတွေပဲဖြစ်ပါတယ်။ ။ Sam Altman ကတော့တကယ်ကိုအားရစရာကောင်းတဲ့အမြင်တစ်ခုကိုချပြခဲ့ပါတယ်။သူပြောသွားတာတော့ AI ဆိုတာအင်တာနက်ထက်တောင်ပိုပြီးကြီးမားတဲ့အရာတစ်ခုဖြစ်လာနိုင်တယ်။ဒီနေရာမှာလည်း American ကပဲဥဆောင်ရမယ်။မဟုတ်ရင်တော့နောက်ကျကြံခဲ့ပါလိမ့်မယ်ဆိုပြီးတော့တိတိကျကျကိုပြောသွားခဲ့တာပါ။ဒီကြားနာပွဲကလည်းတကယ်ကိုအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ AI တွေရဲ့အနာဂတ်ကကျွန်တော်တို့ရဲ့အနာဂတ်ပဲဖြစ်တာကြောင့်ပါ။ပြီးတော့ဒီ AI တွေကဘယ်ဟုဥတီနေလဲ။ဘာကြောင့်အင်တာနက်ထက်တောင်သူတို့တွေကပိုပြီးကြီးကျယ်လာကြမှာလဲ။ အမေရိကန်အစိုးရရောဘာတွေပြင်ဆင်ထားရမှာလဲစသဖြင့်မေကွန်ပေါင်းများစွာရဲ့အဖြေတွေကိုဒီနေ့မှမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးအဖြေချသွားဖို့ရှိနေပါတယ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI Learning မြန်မာအနေပြန်လဲကြိုဆိုလိုက်ပါတယ် with the internet we have happen again i believe this will be at least as big as the internet maybe bigger um that needs to happen for that to happen investment in အင်တာနက်စပေါ်ကစားတော့အလိုမျိုးကြီးမားတဲ့အပြောင်းအလဲတစ်ခုထပ်ဖြစ်လာပြန်ပါပြီ AI ကအနည်းဆုံးတော့အင်တာနက်လောက်ကြီးမားပါလိမ့်မယ်ဒါမှမဟုတ်အဲ့ထက်တောင်ပိုပြီးကြီးနိုင်ပါတယ်ဒီလိုကြီးမားတဲ့အပြောင်းအလဲဖြစ်ဖို့အတွက် infrastructure တွေမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ကလည်းတိတ်ကိုအရေးကြီးလာပါတယ်လာမယ့်ဆယ်စုနှစ်ဟာ intelligence ပေါ်ကြွယ်ဝခြင်းနဲ့ energy ပေါ်ကြွယ်ဝခြင်းတို့ရဲ့ခေတ်ဖြစ်လာလိမ့်မယ်လို့ယုံကြည်ထားပါတယ် အဲ့ဒီနှစ်ခုစလုံးမှာလည်းအမေရိကန်ပြည်ထောင်စုကဥဆောင်ထားနိုင်ဖို့ပြီးတော့ကျွန်တော်နေထိုင်နေတဲ့ကဘာကြီးကိုမယုံနိုင်လောက်အကောင်ဘက်ကိုပြောင်းလဲပေးမဲ့ဒီ intelligence နဲ့ energy နှစ်ခုစလုံးကိုအမေရိကန်ကပဲဥဆောင်ခေါ်သွားနိုင်ဖို့ကလွန်အရေးကြီးပါတယ်ဥမာအနေနဲ့မနေ့ကတက်ဆက်ပြည်ကိုသွားခဲ့ပါတယ်အဲ့ဒီမှာကဘာအကြီးဆုံး AI လေ့ကျင့်စင်တာတစ်ခုကိုတည်ဆောက်နေပြီးတော့အရန်ကိုအစဉ်ပြေချောမွေ့နေတာတွေ့ရပါတယ် ဒါအောင်မြင်ရတာတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းပါတယ်ဒီလိုမျိုး AI factory တွေစွမ်းအင်ကွန်ပျူတာ chip တွေနဲ့ data center တွေတိစောက်တာစတဲ့နည်းပညာပိုင်းထောက်ပံ့ရေးခွင့်ဆက်ကြီးတစ်ခုလုံးကိုအမေရိကန်မှာအများကြီးအများကြီးပို့ပြီးတော့လိုအပ်နေပါသေးတယ်ဒါတွေကိုအမေရိကန်မှာတည်တည်ချာချာကောင်းမွန်မွန်လှုပ်ဆောင်နိုင်မှသာဆက်လက်ပြီးတော့စမ်းသစ်တီထွင်နိုင်မယ်ဥဆောင်နိုင်မယ်ပြီးတော့ AI နည်းပညာရဲ့အနာဂတ်ကိုပုံဖော်နိုင်မှာဖြစ်တယ်လို့ Sam Altman ကပြောသွားခဲ့တာပါ ူပြောသွားတဲ့ထဲမှာကျွန်တော်တို့ရှင်းရှင်းလင်းလင်းတွေးနိုင်တာကတော့ तू က AI stack တစ်ခုလုံးပြည့်စုံနေဖို့အတွက်ကိုပြောနေတာပဲဖြစ်ပါတယ် AI stack ဆိုတာကတော့အသိပညာတွေကွန်ပျူတာ chip တွေပြီးတော့စွမ်းအင်တွေအားလုံးသူ့အလွှာနဲ့သူပေါင်းစပ်ထားတာကိုဆိုလိုတာပါဒီຢာတွေအားလုံးကတစ်ခုနဲ့တစ်ခုလဲထင်ထားတာထက်ပိုပြီးဆက်ဆက်မှုအကျိုးတက်ရောက်မှုတွေရှိနေပါတယ်။ဒါကြောင့်ဒီຢာတွေအားလုံးကိုဥဆောင်မှုကဏ္ဍမှာ American ပြည်တော်စုကထိတ်ဆုံးရနေရှိနေစေဖို့တကယ်ကိုအရေးကြီးတယ်လို့သူကပြောသွားတာပါ။ ဘာလို့လဲဆိုတော့မိတ်ဆွေတို့အားလုံးသိကြတဲ့အတိုင်းပါပဲတခြားနိုင်ငံတွေအများကြီးကလည်းသူတို့ရဲ့ကိုပိုင် AI တွေတီထွင်နိုင်နေကြပါပြီဒါနျူကလ িয়ার လက်နက်တွေလိုမျိုးတင်းကျပ်ထားတဲ့စီကန်းတွေကန့်သက်ချက်တွေရှိနေတာမျိုးမဟုတ်ဘဲနဲ့ဘသူမဆိုသူတို့ရဲ့ AI စနစ်ကိုလွတ်လွတ်လပ်လပ်တီထွင်နိုင်ခွင့်ရှိနေတာဖြစ်ပါတယ် အခုချိန်မှာတော့အစာပိုင်းပဲရှိနေသေးတဲ့အတွက်တယ်လန့်ရှိတဲ့ပညာရှင်ရှားပေါင်းမှုပြဿနာတွေတော့ရှိကောင်းရှိနိုင်ပါတယ်။ဒါကြောင့်ဒီလိုအချိန်မှာအမေရိကန်အနေနဲ့ဒီ chip stack တွေ energy stack တွေတည်ဆောက်နေဖို့ပြီးတော့အရေးကြီးဆုံးကတော့အရေးချင်းရှိတဲ့လူတွေကိုစုစည်းထားနိုင်ဖို့လိုအပ်လာတာပါ။ဒီ AI ပြိုင်ပွဲမှာရှေ့ဆုံးကနေအပြတ်အသတ်ဥဆောင်ထားနိုင်ခြင်းမရှိသေးတဲ့အပေါ်မှာ Sam Altman အနေနဲ့အားမလို့အားမရဖြစ်လာတာဖြစ်နိုင်ပါတယ်။အဓိကအချက်ကတော့တရုတ်နိုင်ငံကိုအနိုင်ယူရမယ်ဆိုတဲ့အချက်ပါ။ ဘာလို့လဲဆိုတော့တရုတ်တရားလုံးဝကိုနောက်ကျကြံနေခဲ့တာမဟုတ်ဘဲနဲ့အမေရိကန်နဲ့ထက်ချက်မကွာကိုလိုက်နေတာကြောင့်ပဲဖြစ်ပါတယ်။ NVIDIA ရဲ့ CEO ရန်ဆန်ဟွမ်းကိုတိုင်မကြသေးခင်က podcast တစ်ခုမှာပြောသွားခဲ့သလိုပဲ NVIDIA အနေနဲ့အခြေအနေတွေအားလုံးကိုစောင့်ကြည့်နေပြီးတော့တရုတ်နိုင်ငံက AI မှာလုံးဝနောက်မကျနေဘူးဆိုတာကိုတွေးနေရပါတယ်လို့ပြောထားတာလည်းရှိပါတယ်။ ပြီးတော့ AI တုတေတီအားလုံးရဲ့၄ပုံတစ်ပုံလောက်ကတရုတ်လူမျိုးတွေဖြစ်နေပြီးတော့သူတို့တွေကကမ္ဘာအကောင်ဆုံး AI model တွေတီထွင်ထုတ်လုပ်တဲ့နေရာမှာတကယ်ကိုထူးချွန်ထက်မြတ်တဲ့အရေးချင်းတွေရှိနေကြတာလည်းဖြစ်ပါတယ်။ဒါကြောင့်ဒီ AI ပြိုင်ပွဲကတော်တော်လေးပြင်းထန်လာပြီးတော့ American ဥဆောင်နေရာမှာဆက်ရှိနေနိုင်မှုက Sam Altman ပြောသလို AI strategy တစ်ခုလုံးကို American ပြည်တွင်းမှာကိုယ်တိုင်ထုတ်လုပ်နိုင်မှသာစိတ်ချရမယ်အနေအထားမျိုးပါ။ AI နဲ့အနာဂတ်နဲ့လူတွေအလုံးလက်မဲ့ဥယျာဉ်တိုးလာနိုင်တဲ့အပေါ်မှာ သူ့ရဲ့အမြင်တွေကိုတော့ Sam Altman ကအခုလိုပဲပြောသွားခဲ့ပါတယ် The, the thing that I think is different this time than previous technological revolutions is the potential speed. Uh, technology, technological revolutions have impacted jobs. ဒီတစ်ခေါက်နေပညာတော်လန်ရေးကတော့အရင်စက်မှုတော်လန်ရေးတွေဘာတွေညာတွေနဲ့မတူတော့ဘဲနဲ့ထူးခြားနေတယ်လို့ထင်ရတဲ့အချက်ကတော့သူ့ရဲ့ speed ပါ။ နေပညာတော်လှန်ရေးတွေဟာအလုံးအကိုင်းနဲ့စီးပွားရေးအပေါ်မှာအချိန်တော်ကြာတက်ရောက်မှုရှိခဲ့တာတွေကြီးပါပဲအလုံးတချို့ပျောက်ကွယ်သွားတယ်အလုံးအစ်စ်တွေပေါ်လာတယ်အလုံးတော်တော်များများကတော့ပို့ပြီးလုံဆောင်ချက်တွေမြန်ဆန်ထိရောက်လာပြီးတော့လူတွေကပို့ဆွမ်းဆောင်လာနိုင်ကြတယ်ပတ်စံပို့ရှာနိုင်လာတယ်တီထွင်ဖန်တီးမှုတွေပို့လုံလာနိုင်တယ်ဒါကကောင်းတဲ့အချက်ပါအချိန်တိုင်းတာတစ်ခုထိတော့လူအဖွဲ့အစည်းကကြီးမားတဲ့အလုပ်ကံပြောင်းလဲမှုတွေကိုလိုင်လျောညှိထွေဖြစ်အောင်နေနိုင်ခဲ့ကြတာကိုပြီးခဲ့တဲ့ရာစုနှစ်တွေထဲမှာတွေ့နိုင်ပါတယ် ဒါပေမဲ့ဒီ AI revolution ကဘလောက်မြန်မြန်ဆန်ဆန်ဖြစ်လာမလဲဆိုတော့ဘသူမှတိတိကျကျမသိနိုင်သေးပါဘူးတော်တော်လေးတော့မြန်နိုင်ပါတယ်ဒီလိုအခြေအနေမှာကျွန်တော်တို့လုံးနိုင်တဲ့အရေးကြီးဆုံးအရာတွေတဲ့ကတစ်ခုကတော့ AI tools တွေကိုလူတွေလက်ထဲကိုစောစောစီစီထည့်ပေးဖို့ပါဆိုလိုတာနီးပညာတဖြည်းဖြည်းတိုးတက်ပြောင်းလဲနေသလိုလူတွေကလည်းဒီနီးပညာကိုတဖြည်းဖြည်းရင်းနှီးကျွမ်းဝင်လာအောင်အသားကျလာအောင်လုပ်ပေးတာမျိုးပါ ဒီလိုလူအဖွဲ့အစည်းနဲ့နေပညာအတူတကွပြောင်းလဲတိုးတက်လာတဲ့အခါမှာတကယ်လို့ထူးခြားကောင်းမွန်တဲ့တူးစ်ကောင်းကောင်းတွေကိုလူအများကြီးလက်ထဲထည့်ပေးလိုက်တဲ့အခါဘာဖြစ်လာမလဲဆိုတော့လူတွေကသူတို့ကိုယ်တိုင် AI ရဲ့အသုံးဝင်ပုံအစ်စ်တွေကိုရှာဖွေတွေ့ရှိလာမယ်။တယောက်အတွက်တယောက်ကတန်ဖိုးရှိတာတွေဖန်တီးလာနိုင်မယ်။ဒီနေပညာဆိုတဲ့အုတ်မြစ်အစ်စ်ပေါ်မှာအကောင်းဆုံးအရာတွေတိဆောက်လာနိုင်ကြတော့မှာပါ။ ဒီလိုလှုပ်ဆောင်တာ open ai အနေနဲ့ ਔ ai လုပ်ငန်းနယ်ပယ်တစ်ခုလုံးအနေနဲ့ပါဒီအသွင်ကူးပြောင်းရေးကာလကိုချောချောမွတ်မွတ်ဖြစ်အောင်ကူညီပေးနိုင်မယ်အကောင်းဆုံးနည်းလမ်းလို့ယုံကြည်ထားပါတယ်လို့ပြောသွားခဲ့ပါတယ်ဆိုလိုတာကတော့ ai ရဲ့အရှိန်ကအရန်မြန်နိုင်ခြင်းရှိတဲ့အတွက်လူတွေကြောင်မသွားအောင်အသားကျသွားအောင်ဒီနည်းပညာကိုအကျိုးရှိရှိအသုံးချနိုင်အောင်လို့စောစောစီစီလူတွေရဲ့လက်ထဲကိုထည့်ပေးပြီးတော့တင်ယူခွင့်ပေးလိုက်တာအကောင်းဆုံးပြင်ဆင်မှုပဲလို့ဆိုလိုတာပါ ဒါမှသာလူတွေက AI ကိုကြောက်စရာတခုလို့မမြင်တော့ဘဲနဲ့ကိုယ့်အတွက်အသုံးဝင်တဲ့ကိရိယာတခုလို့မြင်လာပြီးတော့အသည့်အသည့်တွေဖန်တီးလာနိုင်ပါပါဆိုတော့အမြင်မျိုးရှိတာကိုတွေ့ရပါတယ်။သူကဆက်ပြီးတော့ AI ရဲ့တိုးတက်မှုတော့အရန်ကိုစိတ်လုံဆရာဆရာကောင်းမိမယ်။တစ်ဖက်မှာလည်းသတိကြီးကြီးထားရမယ့်အခြေအနေဖြစ်ပြီးတော့ ဒီနည်းပညာရဲ့အတိုင်းအတာဘယ်ထိသွားမလဲဆိုတာလူသားတွေအခုထိအပြည့်အဝနားမလည်နိုင်သေးလောက်အောင်ကိုကြီးမားတယ်လို့ခန်စားရကြောင်းပြောပါတယ် AI ဟာလူသားသမိုင်းတစ်လျှောက်မှာအကြီးမားဆုံးနည်းပညာတော်လှန်ရေးဖြစ်လာနိုင်တယ်လို့ယုံကြည်ထားကြောင်းလဲဆိုသွားပါသေးတယ်ဒီပေါ်မှာမိတ်ဆွေတွေရဲ့သုံးသက်ချက်လေးတွေကိုလည်းကိုမမမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ် နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်။